မင်္ဂလာပါရှင်စိတ်သားနှက်ချက်တဲ့အခါမှာစိတ်သားကိုလုံးဝမညှိအောင်နဲ့စိတ်သားတဲ့အထိအရသာဝင်ပြီးတော့အသားလေးနူးဤနေအောင်ဘလို့နှားရမလဲဆိုတာနဲ့ကြပောင်းရီလုတ်တဲ့အခါမှာလည်းအယောင်ကြည်ကြည်လေးနဲ့နူးဤနေတဲ့ကြပောင်းလေးရအောင်ဘလို့ပောင်းရမလဲဆိုတာကိုဒီဗီဒီယိုထဲမှာပြပြပေးသွားပါမယ်ရှင်။ ရင်ဦးဆုံးစိတ်သားလေးကိုလေအနှစ်ပိုင်ပိုင်လေးနဲ့အနက်မွေးမွေးလေးရအောင်နန္နာစပြီးတော့နှက်သွားမယ်စိတ်သားမနှက်ခင်မှာအရေးအကြီးဆုံးကတော့စိတ်သားကိုအညီနဲ့ပြအောင်ဆေးကြောဖို့ပါပဲရှင်စိတ်သားကတော့ကိုကြိုက်တဲ့အသားကိုသုံးလို့ရတယ်။ပေါင်သားပဲသုံးသုံး၊မိုးခိုသားပဲသုံးသုံး၊အဆင်ပြေအောင်သုံးလို့ရပါရဲ့ရှင်။ဒါပေမဲ့လှီးတဲ့အခါမှာတော့လေကိုနောက်ဆုံးရကျင်တဲ့အတုံးဆိုင်ထက်ကိုကြီးအောင်ထိထားဖို့လိုအပ်ပါတယ်။ဘာဖြစ်လဲဆိုတော့စိတ်သားကလေချက်လိုက်တဲ့အခါကျရင်ရေထွက်ပြီးတော့သူကကြုံသွားတတ်လို့ပါ။ဒီတစ်ချက်ကလေးကိုသတိပြုပေးပါနော်။ လီလီသားအသားတွေကိုစားကြက်နဲ့အရင်ပွတ်နေပြီးတော့ဆေးပေးပါမယ်။ဒီချာလေးနေပြီးတော့ပွတ်ဆေးပေးဖို့တော့လိုရယ်နော်။အဲပြီးတော့မှကျွန်တော်တို့ကရေဖောဖောနဲ့နှစ်ရေသုံးရေလောက်သူ့ကိုဆေးထားပေးလိုက် နနာကစိတ်သားထဲဟာအညစ်အချွဲတွေနဲ့အနက်မှာပိုပြီးတော့ပျောက်သွားအောင်လို့ပဲအစက်မုတ်ကလေးနဲ့ဆေးပါမယ်ရှင်။ဆေးလာတော့လေတချို့တွေကတော့တခြားဗနီကာတို့เนาะပဲစိတ်မုတ်တို့လေထည့်ကြရပေါ့เนาะအဲ့တော့ကိုယ့်အိမ်မှာဘလိုနီးလေးသုံးပြီးရောဆေးရဆိုတာကိုလည်း comment ထဲမှာဘုသူတမျှဝေပေးပါအောင်နော်။ကိုလည်းတေးချာလေးနေပေးရမယ်။အဲခုနလိုပဲရေနဲ့သုံးလေးထပ်ကိုကြည်သွားအောင်ဖြီးဆေးလိုက်ပါ ပြီးရင်တော့ရေလုံးဝခြောက်သွားအောင်လို့စစ်ထားပြီးဖို့လိုပါတယ်။အခုဆိုရင်တော့အညီနဲ့မရှိသလောက်ဖြစ်သွားပြီဖြစ်တဲ့စိတ်သားကိုရပါပါပြီ။အခုအရသာစပြီးတော့နှက်ပြပါမယ်ရှင်။အရင်ဦးဆုံးဂျင်းနဲ့တက်သွန်ဖြူကိုကျိတ်ဆက်တဲ့ထည့်ပြီးတော့ကျိတ်ပါမယ်။ ြီးရင်တော့စိတ်သားထဲကိုဒီလိုမျိုးလေးအရေးညှစ်ပြီးတော့မှထည့်ပေးပါအရသာအတွက်ဆာကြကြားနဲ့နဲ့အနံ့နဲ့အရောင်လေးအတွက်ကတော့မဆလာမုံမြုပ်သီးမုံနှင်းနှင်းမုတ်တို့ကိုထည့်လိုက်ပါအသားလေးတွေကိုလေပိုနူးပြီးတော့အရသာလည်းပူပြီးတော့ကောင်းအောင်လို့ဒင်းချင်းလေးနည်းနည်းကိုပါထည့်ပြီးတော့လှပ်ပါမယ်ရှင်ကဲဒီစိတ်သားနဲ့ရဲ့အဓိကတော့ချက်တစ်ခုလာပြီနနာတို့ကဆိုင်နေမှာချက်တလို့မျိုးအနှစ်ပိုင်ပိုင်နဲ့တအားမွှင်းနေတဲ့ဖိသားနှစ်ကိုရအောင်ဆိုရင်စက်သွန်စိမ်းကိုမတုံးမဲနဲ့ဒီလိုမျိုးစက်သွန်ကြီးကြော်လေးကိုထည့်နေပြီးတော့မှလှပ်ပါမယ်ရှင် ပြီးတော့ကြက်တော်ညီကြော်တော့ကရထားတယ်စီလေးနည်းနည်းဦးပါထည့်ပြီးတော့တခါနဲ့နေပေးပါမယ်ရှင်နေတဲ့ခါမှာလဲအားလုံးပေါ့နော်အသားတွေထိစိတ်ဝင်ပြီးတော့တမပါအောင်ဒီလိုမျိုးလေးတေးချနေရပါမယ်ရှင် ကြားပါပုံဝင်သွားအောင်လို့သူ့ကိုတစ်နာရီနှစ်နာရီလောက်နှက်ထားပြလိုက်ပါနော်ခုဆိုရင်နှက်ထားရလေးလည်းရပြီဒါဆိုရင်တော့စီတက်ပြီးတော့စချက်ပါတော့မယ်ရှင်ဒေဝရဲမှာခုနစီလေးကိုပဲနည်းနည်းထည့်ပြီးတော့တစ်ကြိုးခောက်ကရဝေးရွက်နဲ့ပြင်းတော့တဲ့ရွက်ကလေးကိုစီအရင်တက်ပေးပါမယ်ရှင်ပြီးရင်နှက်ထားတဲ့စိတ်သားတွေကိုပါထည့်ပေးပါမယ် ိတ်သားထဲကနေပြီးတော့အရေထွက်လာမယ်ပေါ့နော်အဲ့ဒီအရေတွေ၆ကွောင်းအောင်ထိနနာတို့ကဒီအဆင့်မှာစီတက်ပေးဖို့လိုအပ်ပါတယ်ရှင်ဒါမှစိတ်ကနောက်ဆုံးပေါင်းပြီးတဲ့အခါမှာဆိုရင်လုံးဝအညီနဲ့မရှိဘဲနဲ့စားလို့လည်းတအားကောင်းမှဖြစ်ပါရဲ့နော်ဒါကြောင့်ဒီအဆင့်တော့လုံးဝမကြော်ပါနဲ့နော် ီလိုမျိုးစိတ်သားတော့ကလည်းကြုံပြီးတော့ပေါ့နော်သူ့ထက်ကရေတွေကလည်းခမ်းပြီးစီးပြန်လာပြီဆိုရင်တော့နနာတို့ကစီတက်တဲ့အဆင့်ပြီးသွားပါပြီသူတို့လုံးဝနူးသွားအောင်ဒီပေါင်းမှုဟာနနာ81ကျွေပေါင်းလေးထဲကိုပြောင်းထည့်ပေးလိုက်ပါတော့မယ်ရှင်ပြန်ရင်ွေးလေးကိုကိုထည့်ထားတဲ့အသားမြုပ်တယ်ဆိုရင်လောက်လေးထည့်လိုက်ရပါပါပြီ။နောက်ဆုံးမှာတော့အဖုံးလေးအုပ်ပြီးတော့ ကိုလိုချင်တဲ့အချိန်အလိုက်ပေါင်းထားလို့ရရယ်ဒီကြွေပေါင်းလေးနဲ့ပေါင်းတာကြတော့လေပုံမှန်ကတော့ဒေအိုးတွေနဲ့ပြုတ်တာပေါင်းတာထက်ဆိုင်ရင်သူကကြတော့အထဲကအသားရဲ့အရသာကိုပို့ပြီးတော့ကောင်းစေတယ်။နောက်ဆုံးမှဆိုရင်ပေါ့နော်အသားတွေကနူးနူးအီအီလေးနဲ့တကယ်ဥစားလို့ကောင်းတယ်ပေါ့နော်။ဒါကြောင့်နာနောက်နောက်ပိုင်းဒီလိုကြွေပေါင်းအိုးလေးနဲ့ပေါင်းလိမ့်ရှိရယ်။ပြီးတော့ဒီအိုးလေးဆိုရင်လေသူကကလေးဖြစ်ဆက်စာချက်ရမှာလေသုံးလို့အဆင်ပြေတယ်။ ဒါကြောင့်ဒီ size လေးကိုလည်းနားကြိုက်တယ်။အဲပြီးတော့သူက function လည်းအဆုံသုံးလို့ရတယ်ပေါ့နော်။သူကလေဟင်းရည်ချက်မလားအသားပေါင်းမလားမုတ်လုံမလားပေါ့နော်။သူ့အချိန်လေးရည်နေသူပေါ့နော်။တခါရဲလာထားပြီးသားပြီးတော့အချိန်အတိုးအလျှော့ကိုလည်းဒီလိုမျိုးကိုစိတ်ကြိုက်ကိုလုပ်ပေးလို့ရသေးတယ်ပေါ့နော်။ဒါကြောင့်တော့တော်တော်လေးအဆင်ပြေရဲ့ပြီးတော့ဒီ81တစိကလေးပြက်စစ်ပစ္စည်းတွေရဲ့ quality အပြင်ပေါ့နော်။သူက service ပိုင်းလည်းနိုင်တယ်။ဒါကြောင့်မို့လို့နားတော့တခုခုဆိုရင်လည်းစိတ်ပူစရာမရှိဘူး။သူတို့မှ runny တွေလည်းပါထားပြီးသားပေါ့နော်။ပြီးတော့လေ DJ ပေါင်းအိုးလေးရဲ့ design ဆိုရင်လည်းပေါ့နော် ချင်းမီးဖို့ကြောင့်လည်းမဆိုလိုက်တဲ့ဒီဇိုင်းလေးပေါ့နော်ဒါကြောင့်မို့လို့နနာကတော့တော်တော်လေးသဘောကျပါတယ်ကဲစိတ်သားနှက်ကလေးကိုသူ့ချိန်နဲ့သူနနာချိန်ထားပြီးတော့ဒါနိုင်ရည်ပြည့်တဲ့အထိပေါ့နော်ဆက်ပြီးတော့နှက်ထားလိုက်မယ်နော်ကဲအချိန်လေးပြည့်ကနေပြီဆိုတော့နနာတို့ဖွင့်ကြည့်လိုက်ကြမယ် โอ้ตัวလေလုံးဝမီးပြင်းပြင်းနဲ့လေပေါ်ပေါ်ပေါ်ပွတ်စူအောင်ပေါင်းတာမဟုတ်ပဲနဲ့လုံးဝမီးငွေ့ငွေ့လေးနဲ့ပဲပေါင်းပြီးတော့အသားတွေအနှစ်တရာအိကျသွားတာเนาะဒီမှာဒီဒါကြောင့်မို့လို့ slow cook ကတကယ်ကောင်းနေဆိုတာဒီမှာဒီလိုမျိုးကြွေပေါင်းအိုးတွေနဲ့ပေါင်းမှာပဲပို့ပြီးတော့တတိထားမိတော့တယ်ကဲအသားတွေဆိုရင်စပြီးတော့နူးနေပါပြီကဲဒါဆိုရင်နာ final plate ထဲကိုပြောင်းထည့်လိုက်တော့မယ် နှစ်ပိုင်ပိုင်နဲ့မှုေးကြိုင်ပြီးတော့နူးဣနေတဲ့စိတ်သားနှံလေးရသွားပါပြီရှင်ကဲအပားတွေရဲ့နူးဤချက်နဲ့အနံ့မွေးကြိုင်မှုကြီးရော်လေး လုံးဝကိုရောင်းတန်းဝင်စစ်သားဟင်းတစ်ခွက်လိုပါလေရှင်အခုကတော့ญาတိအကူအပြောင်းနေမှာကိုခနာကောင်းနေစေဖို့အတွက်လူတိုင်းလှုပ်ရှားတင်တဲ့ချက်ပေါင်းလေးကိုတဘာဝအရသာအတိုင်းချိုချိုမွှဲမွှဲလေးရအောင်ဘလို့ပေါင်းလို့ရတယ်ဆိုတာကိုနနာပြပြပေးသွားမှာဖြစ်ပါလေရှင်ချက်ပေါင်းရမှာလည်းအညီနဲ့လုံးဝမရှိဘဲနဲ့အယောင်ကြည်ကြည်လေးရအောင်ဘလို့ပေါင်းရမလဲဆိုတဲ့ဆောင်းရံရှောင်းရံအချက်ကလေးတွေကိုလည်းပြပြပေးသွားမှာဖြစ်ပါလေရှင်ကဲဆက်ကြည့်လိုက်ကြအောင်နော် ကြက်သားကိုတော့နနာတို့ကဘဲကြက်ကိုမဆိုတုံးလို့ရတယ်နနာကတော့ဗမာကြက်လေးကိုတုံးထားတယ်အကယ်လို့ကိုတုံးတဲ့ကြက်က CP ကြက်လိုမျိုးအစီနည်းနည်းများတဲ့ကြက်ဖြစ်တယ်ဆိုရင်တော့အရေးပေါ်နေအားလုံးခွာဖြစ်ပြီးတော့မှကြက်ပေါင်းလို့ကိုတင်တော်ပါတယ်ရှင်ကြက်ပေါင်းရင်ကိုအညီနဲ့ပျောက်ချင်တယ်ဆိုရင်လေကြက်သားကိုအရင်ဦးဆုံးရေနွေးစုစုထဲမှာထည့်ပြီးတော့10မိနစ်လောက်ပြုတ်ပြီးတော့တရေသွန်ပေးဖို့လိုအပ်ပါတယ်ဒီလိုမျိုးလေးပြုတ်လိုက်တဲ့အခါကျတော့လေကြက်သားရဲ့အပြင်ဘက်မှာရှိတဲ့အစီနဲ့အညစ်အကြေးတွေကအာထွက်သွားရယ်ပေါ့နော်အဲဒါဆိုရင်နနာတို့ကတကယ်ကြက်ပေါင်းလုပ်တဲ့အခါမှာပို့ပြီးတော့အညီနဲ့အောင်နေသွားစီပါ တယ်။တရေပြုတ်ထားပြီးသားကြက်သားလေးတွေကိုနနာက81မြေပောင်းအိုးလေးတွေကိုထည့်ပြီးတော့တောင်းလိုက်ပါမယ်ရှင်။ ဒီလိုမျိုးမြေပေါင်းအိုးလေးနဲ့ပေါင်းတာကြတာလေစက်သားကိုသူကသားအတွင်းထဲထိမှအပူချိန်ကိုဖြည်းဖြည်းချင်းဝင်အောင်လုပ်ပြီးတော့လုံးဝအောင်လူးအောင်သူကလုပ်ပေးနိုင်တယ်ပြီးတော့စက်သားတွေကအရှာဓာရီကိုလည်းပေါ့နော်ဖြည်းဖြည်းချင်းစိတ်ထွက်စီရဲ့အတွက်ကြောင့်မို့လို့နန္ဒာတို့ကနောက်ဆုံးမှာတောက်ကြည့်ရဲ့အခါမှာဆိုရင်စက်ပေါင်းကြီးရဲ့အရှာဓာပိုကောင်းတယ်လို့မျိုးအသားကိုလည်းပိုပြီးတော့ညံ့စေပါရဲ့ရှင်ပြီးရင်စက်သားကြီးလုံးဝမြုပ်သွားတဲ့အချိန်ဒီမျိုးကိုထည့်လိုက်ပါမယ် ချက်ပေါင်းလေးမွေးနေစေဖို့အတွက်ကတော့နနာတို့ကကြက်သွန်ဖြူနဲ့ဂျင်းကိုထည့်ပါမယ်။ ဒီမာလီဖြိုးဝက်ချက်တစ်ခုရှိရတလားအကုန်လုံးကစက်ပြုတ်ကြီးလုပ်တဲ့အခါမှာဆိုရင်ကြည်ကြည်လေးလိုချင်ကြရဲဒါပေမဲ့ကိုတကယ်ပြုတ်လိုက်တဲ့အခါမှာစက်ပြုတ်ကြီးကနောက်နေရာမျိုးအဖြစ်များကြရဲပေါ့နော်အဲ့ dress ဆိုရင်ကတော့ကျွတ်သွန်ဖြူထည့်တဲ့အခါမှာခွာပြီးသားကိုမထည့်ပဲနဲ့လीဒီလိုမျိုးမခွာသေးခင်ပေါ့နော်အခွန်ကျန်းတစ်ထပ်လောက်ပဲဖယ်ထားတဲ့ကျွတ်သွန်ဖြူအလုံးလိုက်ထည့်ပေးရပါမယ်ရှင်အဲ့ဒါဆိုရင်အပူချိန်ကြောင့်ကျွတ်သွန်တွေနူးပြဲပြီးရောကျွတ်သွန်တွေကအဖြူရောင်တွေကစက်ပြုတ်ကြီးထဲကိုဝင်လာမျိုးတွေကိုကောက်ွက်ပေးမှဖြစ်ပါတယ် ရင်းလေးကိုတော့ကိုလိုချင်တဲ့ပုံစံအတိုင်းလှီးပြီးတော့ထည့်လို့ရတယ်။မြေုပ်ကောင်းကိုလည်းဒီလိုမျိုးအစိမ့်လိုက်ကလေးပဲထည့်ပါမယ်။အရသာအတွက်ကတော့စားထည့်မယ်။အကယ်လို့ကိုကအနမ်းပူမူမွေးလေးစားချင်နေဆိုရင်တော့ပိန်ငံ့ပြရဲ့အကြီးလေးကိုထည့်လို့ရတယ်။မထည့်ချင်မူဒီတိုင်းစားနေပဲတဘာဝအရသာလေးပဲစားချင်နေဆိုရင်လည်းမထည့်လို့ရပါရဲ့ရှင်။ဒါပေမဲ့ပိန်ငံ့တားကြီးထည့်မယ်ဆိုရင်တော့အများကြီးထည့်စရာမလိုဘူးနော်။အရောင်လေးနည်းနည်းလေးတက်တယ်ဆိုရင်လည်းပါတယ်ဆိုရင်လည်းထည့်ရပါပြီရှင်။နောက်ဆုံးမှာမြေုပ်အဖုံးလေးကိုပိတ်ပြီးတော့ကိုလိုချင်တဲ့ဖန်ရှင်လေးကိုချိန်ပြီးတော့ပေါင်းလိုက်ရုံပဲ။ ဟိုးသူကလေခုနကနနာတို့ထဲလိုက်တဲ့ရေအတိုင်းအောင်ပဲပေါ့နော်လုံးဝတမြင့်မြင့်လေးနဲ့ဖြည်းဖြည်းချင်းလေးနူးပြီးတော့ဒီလိုမျိုးလေးရသွားတာဖြစ်ပါရဲ့ရှင်အရသာတွေကတော့အကုန်လုံးဒီထဲမှာစိတ်ပြီးတော့ထွက်နေရလို့ပြောလို့ရပါတယ် ။ကဲစက်သွန်ဖြူလေးတွေကလည်းလုံးဝအလုံးအထည်မပြတ်ဖဲနဲ့အထဲမှာနူးနေတယ်။အရည်လေးကိုလည်းကြည့်ပါဦး။နေနာတို့အားလုံးလိုချင်တဲ့အတိုင်းပဲမနောက်ဖဲနဲ့ကြည်ကြည်လေး။ဟုတ်ကဲ့ဒါဆိုရင်တော့ညာဒီအကူအပြောင်းဒီမှာကိုခန့်အားကြအောင်လို့လူတိုင်းအိမ်မှာအလွယ်တကူလုပ်တော့လို့ရတယ်စပောင်းမွှွှင်းလေးရသွားပါပြီရှင်ဟုတ်ကဲ့ဒါဆိုရင်နနာလုပ်ပြသွားတယ်ဖိတ်သားနှစ်နီးနဲ့စပောင်းလုံးကြီးထဲမှာ ကိုအရင်တော့ကမသိခဲ့တဲ့အချက်တွေဘာတွေပါလဲအဲ့အချက်ကလေးတွေကဘာလေးလဲဆိုတာကို comment ထဲမှာရေးသားပေးတာပါအောင်ရှင်နနာသုံးထားတဲ့81ကျွေပောင်းအုံးနဲ့မြေပောင်းအုံးလေးတောင်းကိုပို့ပြီးတော့သိချင်တယ်ဆိုရင်လည်း81 electronics ဆိုတဲ့ Facebook page မှာကြွားပြီးတော့မေးလို့ရပါတယ်ရှင် နနာလုံးပြသွားတဲ့စိတ်သားနှစ်နည်းလေးနဲ့စပောင်းလုံးနည်းလေးကိုမသိသေးတဲ့သူတွေလည်းသိသွားအောင်လို့ဒီဗီဒီယိုလေးကို like and share လုပ်လိုက်နော်။နောက်လည်းအခုလိုမျိုးစိတ်ဝင်စားဖို့ဟင်းချက်နေအားယူတင်ဆက်ပေးဖို့အတွက်နနာပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးများကြီးတင်ပါတယ်။